အားလုံးပဲမင်္ဂလာပါခင်ဗျာ Lucky Duty Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအဖွင့်နေ့တင်းလာနေ့ဆက်တလပိုင်း18ရက်နေ့နေကုန်အတွက်ဒုတိယလေးကိုကျွန်တော်တက်ပြပေးပါမယ်ခင်ဗျာနော်ဒုတိယလေးမတွေ့ခင်မှာကျွန်တော်တို့နော်ပြီးခဲ့တဲ့ပတ်ပြီးတော့အပိနေတောက်ကြနေကဆိုရင်ဟောပြီနော်တောက်ကြနေက61နော်ကျွန်တော်အရန်လက်ကထွက်တာပေါ့ခင်ဗျာနော်61ပြီးတော့ကျွန်တော်16ရက်နေ့နော်16ရက်နေ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတော့145ဟုတ်ရဲ့နော် 6ရက်နေ့မှာ145ကျွန်တော်က354ဟုတ်ပြီเนาะ354နှလုံးเนาะတလုံးကြီးပဲလွဲနေတယ်ခင်ဗျเนาะပြီးခဲ့တဲ့ဟိုးရှိတဲ့ဘက်ကလည်းကျွန်တော်388 88အခုလည်းဒီမှာကျွန်တော်က354နဲ့994နှစ်ခွက်တယ်ဒီမှာကျွန်တော်အမှန်တော့854ပေါ့တက်6အမှန်854ကျွန်တော်ရေးပေးရမှာ895ဖြစ်သွားတယ်ဟုတ်ပြီเนาะဒါ895ဖြစ်သွားတယ် ါလာမဲ့တစ်ပတ်အတွက်လည်းကျွန်တော်သတိတည်လေးတင်ပေးပါမယ်ခင်ဗျာเนาะတစ်လုံးကြီးပဲလွှဲနေတယ်ခင်ဗျာเนาะလာမဲ့ပတ်တော့ဒဲဝင်ဖို့တော့ချိန်သေးပါ යි ခင်ဗျာเนาะအခုကျွန်တော်16ရည်နေတင်းတင်းလာနေ17နာရီ10မိနစ်အတွက်ဒုတိယလေးကိုကျွန်တော်ပြပြပေးသွားမယ်เนาะပထမဆုံးကျွန်တော်တို့ထိပ်စည်းပိုင်းလေးကို17နာရီအတွက်ထိပ်စည်းပိုင်းလေးကိုကျွန်တော်တို့စကြည့်မယ်ခင်ဗျာဟုတ်ပြီเนาะ17နာရီအတွက်ပထမဆုံးကျွန်တော်ထိပ်စည်းပိုင်းလေးကိုကြည့်မယ်ဆိုရင်ကိုရဲ့ တရား1เนาะဒီနှလုံးပေါင်းခြင်းကကျွန်တော်တက်ဆက်၃ညရဲ့ပါဝါက9ဟုတ်ပြီเนาะ၃ညပါဝါ9ဆိုတော့ဒီမှာကျွန်တော်တို့ဘာထွက်သွားပြီလဲဘာထွက်သွားပြီလဲဆိုတော့9เนาะ၃ညပါဝါ9 9ထိပ်စီဒီမှာထွက်သွားတယ်ခင်ဗျာเนาะဒီမှာကျွန်တော်9ထိပ်စီတွေထွက်သွားတယ်ဟုတ်ပြီเนาะ1နဲ့9နဲ့ပေါင်းခြင်းကကျွန်တော် ဟာတက်ရှယ်ရတယ်တက်ရှယ်တုံညပါဝါက9ထိပ်ရှိတယ်ဖြစ်သွားတယ်ဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်ပေးပါနောက်တစ်ခုကလည်းဒီမှာကျွန်တော်တို့ဗာနဲ့တယ်ဆိုတော့9ရယ်6ရယ်ဒီနှလုံးပေါင်းခြင်းက7 1ရယ်ပါဝါက6ဟုတ်ပြီ1ပါဝါ6ဆိုဒီမှာလည်းကျွန်တော်ဗာထွက်သွားပြီလေ6ထိပ်ရှိပါခင်ဗျာဟုတ်ပြီနော်6ထိပ်ရှိဒါကြောင့်မို့ကျွန်တော်တို့လာမယ်18ရက်နေ့17နိုင်10မိနစ်အတွက် ထိတ်စီရတော့၄ရဲ့၂ရဲ့ဒီနှလုံးပေါင်းခြင်းက6ပါဝါ1ဟုတ်ပြီနော်ဒါကြောင့်မို့ကျွန်တော်ဗာထိတ်စီလဲဆိုတော့1ထိတ်စီ1တလုံးကျွန်တော်ထိတ်စီရပါပြီခင်ဗျာနော်ချိန်ကနန်းလို့ချင်းဒီမှာလည်းတောင်းလို့ရပါတယ်ခင်ဗျာနော်ဒါကကျွန်တော်1တလုံးထိတ်စီရပါပြီအခုအပိတ်ကနန်းလေးကျွန်တော်စပြရမယ်နော်7နာရီ10မိနစ်အတွင်းအပိတ်ကနန်းလေးဗာဖြစ်မလဲဆိုတော့နော်ဒီနှလုံးပေါင်းခြင်း ရှင်းနဲ့တင်းနဲ့ပေါင်းတော့9ပါဝါက4ဟုတ်ပြီဒီမှာလဲကျွန်တော်တို့ဘာထွက်သွားပြီလဲ4အပိန်နဲ့54ထွက်လာတယ်နော်54ထွက်လာတယ်ရှင်းနဲ့တင်းနဲ့ပေါင်းတော့9ရဲ့ပါဝါ4 4အပိန်နဲ့54ထွက်လာတယ်နောက်တစ်ခုဒီမှာလဲကျွန်တော်တို့ပဲ9ခုနှစ်ပေါင်းခြင်း74 4ရဲ့ပါဝါက9ဟောဒီမှာလဲကျွန်တော်တို့ဒီမှာ9အပိန်နဲ့69ထွက်လာတယ်ခင်ဗျဟုတ်ပြီနော်9အပိန်နဲ့69ထွက်တယ် တော့12နာရီကျွန်တော်တက်မိနစ်မှာเนาะထွက်နိုင်တဲ့ကဏ္ဍလေးရတော့ဒီနှလုံးပေါင်းခြင်းခုနှစ်เนาะခုနှစ်ရဲ့ပါဝါက2ဟမ်နှစ်ဆိုတော့ကျွန်တော်နှစ်လည်းပိတ်မယ်တင့်နှစ်တပေါက်လည်းထွက်ခဲ့တယ်ခင်ဗျဟုတ်ပြီเนาะဒါကကျွန်တော်20တိုင်းကြာခဲ့တယ်ကဏ္ဍလေးပါကြိုင်မှာဝင်ကြည့်ပြီးယူသုံးလို့ရပါတယ်ထိုးလို့ရပါတယ်ခင်ဗျเนาะမြို့လို့စိတ်ကြိုက်ရွေးထိုးလို့ရပါတယ် ဒါကကျွန်တော်တွေ့နေတိုင်းကြားပေးထားပါခင်ဗျเนาะနေခင်ဗျကျွန်တော်တို့ဆယ်နိုင်ကျော်ဆယ်နိုင်တော့ကနန်းလိုချင်တဲ့လူလည်းလက်တောင်းလို့ရပါတယ်အိမ်မက်ကနန်းလေးတခါကျရင်ရရင်လည်းထွက်တက်ပါလိခင်ဗျเนาะလိုချင်တဲ့လူမှလက်တောင်းပါခင်ဗျเนาะကျွန်တော် Viber နံပါတ်မှာစာရေးပြီးလက်တောင်းပါခင်ဗျเนาะဒါကကျွန်တော်ဆယ်နိုင်တစ်မိနစ်အတွက်မှာတင့်နှစ်တစ်ခွက်ထွက်ခဲ့ပါတယ်เนาะအခုကျွန်တော်ညနေ၄နာရီခွဲအတွက်ကိုကျွန်တော်ပြပေးမယ်ခင်ဗျเนาะညနေ၄နာရီခွဲညနေ၄နာရီခွဲမှာကျွန်တော်တို့ ကြည့်မယ်ပထမဆုံးထိပ်စီးပိုင်းကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဟုတ်ပြီနော်ညနေ၄နာရီခွဲမှာပထမဆုံးထိပ်စီးပိုင်းကျွန်တော်တို့ကြည့်ထေစီကကျွန်တော်ဒီမှာတက်ရတာလေနော်ဒီတက်ကိုကျွန်တော်တို့စတွတ်မယ်ဆိုရင်ဒီတက်ပေါ့နော်တက်ကိုတွတ်တွတ်မယ်ဆိုရင်တက်က ီသုံးလုံးပေါင်းခြင်းဟမ်ဒီဒီသုံးလုံးပေါင်းခြင်းတက်ဆက်ဆက်ရှစ်ဆက်ရှစ်ဆိုတော့၈ရဲ့နှက်ခတ်က၁ဒီမှာကျွန်တော်တို့တိထိတ်စီထွက်သွားပြီနော်ဒီသုံးလုံးပေါင်းခြင်း9နဲ့3နဲ့ပေါင်းတော့တက်ဆက်10နဲ့ပေါင်းတော့ဆက်ရှစ်၈ရဲ့နှက်ခတ်က၁ဒီမှာတိထိတ်စီဟုတ်ပြီနော်အပိတ်ကိုကျွန်တော်တို့တစ်ခါလေးကြည့်မယ်ဆိုရင်အပိတ်ကဒီသုံးလုံးပေါင်းခြင်းနော်ဒီသုံးလုံးပေါင်းခြင်းက9 10 19 19ဆိုတော့9ရဲ့ပါဝါက4ပဲခင်ဗျဒီမှာ1လေးထွက်သွားတယ် နော်ထိတ်စီးကတစ်ဆိုရင်ဒီသုံးလုံးပေါင်းချင်း78ဆေးရက်နှက်ခတ်ကတစ်တစ်ထိတ်စီးဒီသုံးလုံးပေါင်းချင်းက19ကိုရပါဝါ၄၄အပိတ်နဲ့တစ်ဆက်14ဆိုပြီးတစ်လေးဆိုပြီးထွက်တာနဲ့ခင်ဗျနော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နောက်တစ်ခုကလည်းဒီမှာဒီသုံးလုံးပေါင်းချင်းနော်ဒီသုံးလုံးပေါင်းခြင်းက10 78ပဲသူလဲ10ရဲ့နှက်ခတ်က10ပဲဒီမှာလဲကျွန်တော်10ထိပ်စီထွက်တာလေဟုတ်ပြီနော်10ထိပ်စီထွက်တာလေဒီသုံးလုံးပေါင်းခြင်းကျွန်တော်တို့ဒီသုံးလုံးပေါင်းခြင်းကတော့73ရဲ့ပါဝါကလည်း10ပဲခင်ဗျ သုံးပါဝါရှစ်ဆိုတော့ဒီမှာရှစ်အပိတ်နဲ့ပါထွက်သွားတယ်တစ်ရှစ်ထွက်လာတယ်။ဟုတ်ပြီနော်။ဒီသုံးလုံးပေါင်းခြင်းက၁၈ရှစ်ရဲ့နှက်ခတ်က၁ဒီသုံးလုံးပေါင်းခြင်းက၁၃သုံးရဲ့ပါဝါရှစ်တစ်ရှစ်ထွက်လာတယ်။နော်။အဲကြောင့်၁၈ရဲ့နေ့အခွင့်နေ့ကျနေတာနေ့ညနေ၄နာရီခွဲမှာကျွန်တော်တို့ဒီသုံးလုံးပေါင်းခြင်းနော်ဒီသုံးလုံးပေါင်းခြင်းကဒီမှာဆိုရင်၆ခုနှစ်နဲ့ပေါင်းတော့၁၃သုံးရဲ့နှက်ခတ်က၅ဟုတ်ပြီနော်။၃ရက်နှက်ခတ်က၅ဆိုတော့ကျွန်တော်တို့၅ထိပ်စီရပြီခင်ဗျ။ ဟုတ်ပြီနော်ငါးထိပ်စီရပြီအပိတ်ကိုကြည့်မယ်အပိတ်ကဒီ၃လုံးပေါင်းခြင်းဒီ၃လုံးပေါင်းခြင်းကတက်ဆဲ၁၁ရဲ့ပါဝါက6ဟုတ်ပြီတက်ပါဝါ6ဆိုတော့ဒီမှာပါထွက်သွားပြီလဲဆိုတော့6အပိတ်နဲ့56 1 2 5 6ကွက်ပဲထိုးရမယ်ဟုတ်ပြီနော်1 2 5 6နှစ်ကွက်ပဲထိုးရမယ်နော်နှစ်ကွက်ပဲထိုးရမယ်ပြီးရင်ကျွန်တော်ဒီမှာရေးပြီးပြင်ခင်ဗျအရင်ကွက်ထိုးခြင်းနဲ့လိုရတော့နော် 6ပါဝါတ6ရဲ့နက်ခတ်က9 3နက်ခတ်က9 3ရဲ့ပါဝါက8 9ရဲ့ပါဝါ2 9ရဲ့နက်ခတ်က3ည1ပါဝါ6 1ရဲ့နက်ခတ်က8เนาะမိမိတို့စိတ်ကြအဲ့လိုထွဲတိုးလို့ရပါတယ်ဒီကထိတ်စီဒီကအပိတ်နဲ့ထွဲတိုးပါပြီးရင်ကျွန်တော်တို့မနက်ထိတ်စီနဲ့ကျွန်တော်တို့ညနေအပိတ်နဲ့ဆိုရင်16ရပါတယ်ဟုတ်ပြီနော်16ရပါတယ်အနက်ထိတ်စီညနေအပိတ်နဲ့16ညနေထိတ်နဲ့ကျော်တော့ ညနေထိုင်တဲ့မနက်အပိတ်နဲ့ဆိုရင်52နှစ်ဟုတ်ပြီနော်52နှစ်ဒါလည်းထိုးလို့ရတယ်ဒါပြောပြတာပါနော်ပြီးကြတဲ့ကျွန်တော်တို့ပြီးကြတဲ့ကျွန်တော်အပိတ်နေ့ကလည်းအဲ့လိုတွဲပြီးတဲ့အတွက်16ကျွန်တော်တို့6တွေထွက်သွားတယ်အခုလည်းကျွန်တော်တွေ့ပြီးလိုက်ပါတယ်เนาะဒါကြောင့်မို့မနက်ပိုင်းထိတ်စီးနဲ့ညနေပိုင်းထိတ်ပိတ်နေဆိုရင်16ရမယ်ညနေထိတ်နဲ့မနက်ပိတ်နေဆိုရင်52ရမယ် ဟုတ်ပြီเนาะအဲ့ဒီမှာမှကျွန်တော်ဒီမှာဒီဒီထိပ်စီနှစ်ခုထပ်တွဲမယ်ဆိုရင်တင်ငါထိုးလို့ရမယ်ဟုတ်ပြီเนาะတင်ငါအဲ့လိုထိုးလို့ရပါတယ်ဒါကအရန်ွက်တွေအနေနဲ့ဆိုရင်69 62 63ညဟုတ်ပြီเนาะ10ခွန်13ည909 293ညပြီးရင်ကျွန်တော်တို့အရန်ွက်ညနေပိုင်းကြည့်မယ်ဆိုရင်3136 38ရမယ်9 6ရောက်ဒီမှာပြီ58ဟုတ်ပြီနော်71 76 80အပူးဆိုရင်80လာမှာပေါ့အပူးဒုက္ခ80ရှိမယ်ဟုတ်ပြီနော်အဲ့လိုမှမဟုတ်ဘူးပြီဆိုရင်ကျွန်တော်တို့ခြေကြီးထွက်လာတဲ့145လား145ကိုထွက်တွဲထိုးလဲရတယ်ဟုတ်ပြီနော်ခြေကြီးကထွက်လာတာ145 14 15 45နော်အရာကခြေကြီးရရတဲ့ခဏသုံးခွက်တယ်မိမိတို့ထိုးလို့ရတယ်အဓိကကျွန်တော်တွက်နေရတော့ main ခွက်က10နဲ့2နဲ့နော်10 2 5 6ဒါက main ခွက် အားလုံးပဲကျွန်တော်တို့အဖွင့်နေ့17လပိုင်း18ရက်နေ့အဖွင့်နေ့တင်းတင်းလာနေမှာအားလုံးကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ